အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ဒေါကန်ကောင်းရဲ့ထီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ဒေါကန်ကောင်းမှာသူတိတ်တိတ်တဲ့အနည်းရောင်ထီးကောင်းတစ်လက်ရှိတယ်။ထီးလေးမှာထူးဆန်းတဲ့လက်ကမ်းရှိတယ်။လက်ကမ်းကငှက်ကောင်းပုံမျိုး၊ကန်လို့တိတ်ကောင်းတာ။ဒေါကန်ကောင်းကဒီထီးကိုအရင်မွေးနေ့ပွဲတုန်းကရခဲ့တာ။သူ့ရဲ့အကူကသူ့ကိုပေးခဲ့တာလေ။ ဒီထီးကိုဘယ်သူမှမငားနဲ့နော်။ငါညမာကတိတ်ဆိတ်နှလုံးကောင်းရှိတော့လူတိုင်းကိုငားမသေးကြတယ်။ဒါပေမဲ့ဒါဟာတိတ်ကောင်းတဲ့ထီးမလို့ဒီထီးပြောင်းသွားရင်ငါညမာစိတ်မကောင်းဖြစ်ရမှာလို့မှားခဲ့တယ်။ဒေါ်ကန်ကောင်းကမပြောက်စေရပါဘူး။ခရိုးဆိုင်ပါမယ်။ဒါကျမဘုရားမှာအကောင်းဆုံးထီးပါပဲလို့ပြန်ပြောခဲ့သေးတယ်။သူဟာထီးကိုမိုးထဲမှာနှစ်ခါသုံးခါဆောင်းခဲ့ဘူးတယ်။ထီးကိုဖွင့်လိုက်ရင်ကြီးမားကျဲပြန့်တော့မိုးလုံးလာကြအောင်သူသိတဲ့ဘောကြတာပေါ့ အရင်နောက်နှွေရသည်ရောက်လာတော့မိုးမေရောပူးမို့ရသက်တပတ်အတော်ကြကြဆိုမှရှဲမှမပူရတော့ဘူးဒေါ်ကန်ကောင်းလဲသူ့ရဲ့ ठी ကိုအဝိအစားချိတ်တဲ့ဗီဒီယိုထဲမှာလုံခြုံစွာထည့်ထားလိုက်တယ်စက်တင်ဘာတရက်နေ့မနက်မှာတော့သူ့တငယ်ချင်းအမေလူစီသူ့ကိုတွေ့ဖို့ရောက်လာတယ်ကောင်းလေကောင်းနေအံ့ဩစရာပဲကြီးကတိတ်နေမကောင်းလို့ငါကမလာတော့ဘူးထင်နေတာအေးလို့ဒေါ်ကန်ကောင်းကပြောတယ်အမေလူစီကလည်း ိုအေးငါသက်တာလာပါပြီလို့ပြန်ပြောရင်းငါအကြကြီးရောမနေနိုင်ဘူးဘာလို့လဲဆိုတော့ငါညမကနေလေစားစားဖို့ဖိတ်ထားတယ်လေတနာရင်ခွဲကြရင်သူမျောနေမှာဟင်ဒါပေမဲ့အမေလူစီဟာတွားဖို့ပြင်လိုက်တဲ့အချိန်မှာကောင်းကင်ကိုကြည့်ပြီးတော့စိတ်ပြတ်သွားတယ်ဖခင်ရေမိုးရော်တော့မဲ့ပုံပါလားမိုးစက်ငွေတောင်ကြလာပြီငါမှထီးမပါလာဘူးဆိုရှဲတော့မှာပဲဒေါ်ကန်ကောင်းကလည်းဟဲ့ ညီနေမကောင်းဖြစ်နေတော့အစောခံလို့ပဲရမလဲလို့ပြောလိုက်တယ်။ခဏလေးစောင့်ငါထီးသစ်သွားอยู่ပြီမဲဒါပေမဲ့မပြောက်စေနဲ့နော်။ဒါငါ့မှာအဖိုးတန်ဆုံးတလက်သေးတော့ထီးရဲ့ဟဲ့။ကျေစုပါပဲဟဲ့။နင်ကတိတ်ကျင်နာစိတ်ရှိရပဲလို့အမေလူစီကပြောတယ်။ဒေါ်ကန်ကောင်ဟာထီးအနီကိုသွားอยู่ပြီးတော့သူ့ကိုပေးလိုက်တယ်။အမေလူစီကလည်းမိုးရီထဲမှာသူ့ညမစီကိုထွက်သွားပါလေရော။သူ့ညမအင်းကနေလဲစားကတော့အတော်ကောင်းတာပဲ။ ဒါပေမဲ့အပြန်မမိုးရပြီးတော့နေပွင့်လာတာမို့အမေလူစီဟာထောကန်ကောင်းရဲ့ ठी ကိုမေ့ကြရင်ခဲ့တယ်။ဒါကြောင့် ठी ဟာ ठी စင်မှာကြံခဲ့တယ်။အမေဟန်နာကသူ့အမလူစီကိုနှုတ်ဆက်လိုက်တယ်။ခဏနေတော့မိုးပြန်ရွာလာပါရော။ ठी မပါတဲ့အဖိုကြီးဦးဂျင်နာကအေရှင်တော်ဟန်နာကို ठी တလက်လောက်ငါဖို့ပြောတယ်။သူအိမ်ပြန်ကျင်လာပြီလေ။ဒေါ်ဟန်နာကဒီစင်ကဘာ ठी ပဲဖြစ်ဖြစ်ယူလို့ရပါတယ်။ ठी ရဲ့အများကြီးပဲလို့ပြောလိုက်တာပေါ့။ ဒါကြောင့်ဦးဟန္နာဟာငှက်ပုံလောက်ကိုင်းနဲ့ထီအနီကိုရွေးလိုက်တယ်။ဒေါကန်ကောင်းရဲ့ထီပေါ့။ပြီးတော့သူကစောင်းပြီးတော့ထွက်သွားတယ်။အတော်ကောင်းတဲ့ထီပဲလို့လဲတွေးနေမိတယ်။သူအိမ်ပြန်ရောက်တော့သူ့ရဲ့မိမလေးကသူ့ကိုစောင့်နေတယ်။မိမလေးကဖို့ဖို့ရဲ့တမင်းကိုထီခဏငါပါလား။မိုးကအင်ဂျီမရှိပဲအပြင်ထွက်ပြီးဆိုရှဲပြန်လာရင်အမေစိတ်ဆိုးမှာဖို့ဖို့ရဲ့။ဦးဂျင်နာကလည်းအေးကွယ်ယူယူဒီထီပဲယူတော့ ဒါဒေါ်ဟန်နာစီကငားလာတာကွယ်မနက်ပြန်တမီသူ့ကိုပြန်ပေးလိုက်နော်လို့ပြောလိုက်တယ်။ခလေးမလေးကော်ရင်းကလည်းထီးဆောင်ပြီးတော့အပြင်ကိုထွက်လာတာပေါ့။သူအိမ်မြန်ရောက်တော့ထီးကိုဆင်းမထောင်းပြီးအပေါ်ရက်ကိုသူ့ပစ္စည်းတွေယူဖို့တက်သွားတယ်။သူ့အကိုကသူ့တက်သွားတော့မှပဲအောက်ထပ်ကိုပြေးဆင်လာတယ်။ဟေးကော်ရင်းမိုးရွာနေလားလားဟာ။ဟူထီးတက်လက်ယူသွားမှာပဲ။ဒါနဲ့သူဟာဒေါ်ကန်ကောင်းရဲ့ထီးကိုယူပြီးအိမ်ပြင်ကိုထွက်သွားပါလေရော။ သူဟာမိုးရေထဲမှာလေးချုံရင်းနဲ့တငယ်ချင်းအိမ်ကိုသွားနေပါတယ်။ထီးကိုဆင်မထောင်ပြီးသူ့တငယ်ချင်းချက်ကိုလိုက်ရှာတယ်။မကြခင်သူတို့ဟာမိရဲ့ထားလန်းတွေစောက်တန်းကစားကြတယ်။ဖြစ်ကချက်ကိုနှောက်ဆက်ပြီးပြန်တော့ထီးမိခဲ့ပြန်တယ်။အဲ့ဒီအချိန်မှာနေသိပ်ပူနေလိုပါ။ဒါကြောင့်ထီးဟာချက်တို့ရဲ့အိမ်မှာတညလုံးတောင်းတင်းနေခဲ့တယ်။သူ့ရဲ့ကြီးရော ပလင်ရီလာကနောက်တစ်နေ့မနက်ကျတော့ထီးကိုမြင်ပြီးတော့အံ့ဩသွားတယ်။ ဒီကြီးကိုအရင်ကမမြင်ဘူးပါဘူးဘသူပိုင်တယ်လဲဘသူမှမသိကြဘူးထူဆန်တာပဲနှစ်ရက်အကြာမှာတော့ဒေါကန်ကောင်းဟာသူ့ရဲ့ပစ္စည်းတွေနဲ့ဈေးဝယ်ထွက်ရင်းနဲ့အလဲထွက်လာပါတယ်သူကကောင်းငင်ကိုမော့ကြည့်ရင်းနဲ့အင်းရှိတကားကထွက်လာတယ်ဟုတ်တော့မိုးရမယ်ပုံမဲ့ထီးယူအောင်ပါလို့ရေရွတ်လိုက်တယ်ဒါပေမဲ့စင်မာထီးမရှိဘူးအိတ်ခမ်းကဗီဒိုထဲမှာလည်းမရှိပြန်ဘူးထူဆန်လိုက်တာဘယ်ရောက်နေလဲမသိဘူး ဒီကြီးကိုတယောက်ယောက်ကိုငါငားခဲ့တာဖြစ်ရမယ်ဘသူလဲငါမိနေပြီဒုက္ခဒီကြီးကောင်းလေးမပြောက်ပါစေနဲ့တော့သူဟာဈေးဝယ်ထွက်ဖို့ထွက်လာခဲ့တော့ဈေးရောက်တော့မိုးမြွာသေးပါဘူးဒေါ်ကန်ကောင်းကမိုးမြွာတော့ဘူးထင်ပါရဲ့ငါတကယ်ချင်းပရစီလားစီဝင်တွေ့ရုံမှာသူကချက်ကိုနဲ့လမ်းမှာဆုံးနေမင်းကြီးတော့ဒေါ်ပရစီလာအိမ်မှာရှိလားကွဲလို့မေးလိုက်တယ်ချက်ကိုကဟုတ်ကဲ့ရှိပါတယ် ။ကနေသူကလည်းအဖွားကိုသိကျင်နေတယ်ပြောနေတာ။ပေါ်တွေ့ပါခမညာ။မုံမရွာကအိမ်ကိုရောက်သွားမှာပါလို့ဖြေလိုက်တယ်။ဒါကနေသူလည်းသူတငယ်ချင်းပရစီလာနေတဲ့အိမ်ကိုဆက်ထွက်လာခဲ့တယ်။မုံမရွာကအဲ့ဒီကိုသူရောက်သွားတယ်။ဒေါ်ပရစီလာကသူ့ကိုမြင်တော့သိပြောသွားတော့ပေါ့။မကြခင်သူတို့အတူထိုင်ပြီးတော့စကားပြောရင်းကော်ဖီတောက်ကြတယ်။နောက်ဆုံးမှာတော့ဒေါ်ကန်ကောင်းကအင်းငါပြင်မှပဲလို့ပြောလိုက်တယ်။ဖះရည်မိုးရွာနေပါလား။ငါတော့ထီးမပါလားဘူး။ ဒေါ်ပရီစီလာကဘာမင်းထီးပြောက်သွားပါလားကန်ဆိုးလိုက်တာငါထီးငားလိုက်ပါမယ်အေးလို့ပြောရင်းသူဟာဒေါ်ကန်ကောင်းကိုထီးချေရာစင်ကိုခေါ်သွားတယ်စင်မှာထီးနှစ်လက်သုံးလက်ကိုကြည့်ရင်ဒေါ်ကန်ကောင်းကရုတ်တရက်ထအော်ပါလေရောဘာဖြစ်လို့လဲဒီထီးပဲကရောက်လာတာလဲဒါငါထီးပဲတေချာပြောရတယ်ငှက်ပုံလက်ကင်ကိုကြည့်ပရစီလာရေဒီထီးပဲကနေရောက်လာတာလဲအေးဒေါ်ပရစီလာကလည်းတအံ့တအော်နဲ့ ဘသူမှမသိပါဘူးအေးလို့ဖြေလိုက်တယ်။ဒါတကယ်နဲ့ ठी ပဲလား။ဒါဆိုဒီကိုဘလို့ရောက်လာတာလဲ။ဒီကိုရောက်နေတာ၂ရက်တောင်ရှိနေပြီအေး။ဒေါ်ကန်းကောင်းကငါ့ကိုစောင့်နေတာထင်နေဟဲလို့ပျော်ရွှင်စွာနဲ့ပြောလိုက်တယ်။ကံကောင်းမေလို့ပေါ့ပရစီလာရဲ့။ငါကနေစီကထီးငါစင်တာမဟုတ်ဘူး။အခုတော့ငါ့ ठी ပဲယူသွားရုံပဲပေါ့။သွားပြီဟဲ့။သူဟာသူ့ရဲ့အနီရောင်ထီးကြီးနဲ့ပျော်ရွှင်စွာပြန်လာခဲ့တယ်။အရင်ပြန်လမ်းမှာသူ့ကိုထီးပေးခဲ့တဲ့သူ့ကိုယ်နဲ့တွေ့ပါလေရော။ ဟေးဒီထိငါညမစီမှာရှိနေတော့မယ်ပေါ့ပြောင်းရင်တော့ငါစိတ်ဆိုးမှာနော်ငါကိုလာဆောင်ပေးပါအောင်ဟာလို့អော်ပြောသေးတယ်။ဒါကြောင့်သူတို့ဟာအနီရောင်ထီကြီးနဲ့အိမ်ကိုအတူလမ်းလျှောက်လာခဲ့ကြတယ်။ဒါပေမဲ့ဒီထိဟာဒေါ်ပရစီလာရဲ့အိမ်ကိုဘလို့ရောက်ပြီးသူ့ကိုစောင့်နေမှန်းကိုတော့ထော်ကန်ကောင်းမသိပါဘူးလေကွယ်။အခုဒီဇာပေမှာကတော့မြောင်းနဲ့ပစုံလုံးဆိုရဲပုံမြင်လေးပဲဖြစ်ပါလေရှင်။ တခါကຫນွေဦးမနဲ့ခင်တကူမှာမြောက်နဲ့ပစုံလုံးလို့ဟာမြေကမ်းဘေးမှာအတူတကွကစားနေခဲ့ကြတယ်။သူတို့ကလိုက်တန်းပြေးတန်းကစားနေကြစဉ်ပစုံလုံးကဆန်ဆုပ်ပေါက်ပေါက်ဆုပ်တလုံးကိုတွေ့လိုက်တယ်။မြောက်ကလည်းဂျပန်ဇီးချိုပင်ကြီးတပင်ကနဲ့ဇီးကြီးတလုံးကိုရရှိခဲ့တယ်။ပစုံလုံးကမြောက်ကိုဆန်ပေါက်ပေါက်ဆုပ်ကိုပြရတယ်။ဒီမှာကြည့်စမ်းဘလောက်အရသာရှိမဲ့အစားစားလဲလို့ပြောတာပေါ့။မြောက်ကလည်းအားကြမခံပစုံလုံးကိုဇီးကြီးကိုပြပြီး ငါမှလည်းတိတ်ကောင်းတဲ့အစာတခုရထားတယ်လို့ဆိုရပုံ။မြောင်ရဲ့အစာအစာကစီးသည်။မြောင်ကစီးသည်ကိုတန်းနေတတ်တယ်။သို့တော့ယခုအချိန်မှာမြောင်ကစီးသည်ကိုမစားလို့စံပေါပေါဆုပ်ကိုသာစားခြင်းနည်း။တို့တော့ပဇွန်လုံးကသူ့ရဲ့ဆံပေါပေါဆုံးတဲ့ဈေးသေးကိုလဲယူဖို့သဘောမတူ။ဒီတော့မြောက်ကညံစင်နာပုံ။မင်းဟာအနာကတ်ကိုမစင်းစားဘူးဆိုရင်တော့မင်းလောက်မိုက်တာမရှိတော့ဘူး။ အခုမင်းစားမယ်ဆိုရင်ငါဇီတီတက်ကြီးရဲ့ဆန်ပေါ့ပေါ့စုပ်ကိုမင်းစားနိုင်ပါလိမ့်မယ်။ဒါပေမဲ့ဇီဇီစီကိုမြေကြီးထဲထည့်ဆိုင်ရင်မကြခင်ဇီးပင်ကြီးပေါက်လာပြီးဇီတီတွေများကြီးရလိမ့်မယ်။အခုဆန်ပေါ့ပေါ့စုပ်ကိုစားရင်တော့တစ်ခါပဲစားမင်းတသက်လုံးစားရမှာကဇီးပင်ပဲ။စဉ်းစားပေါ့ငါအခုပြောတာတွေကိုမင်းမယုံဘူးဆိုရင်ငါကိုယ်တိုင်ဒီဇီစီကိုစိုက်ပြမယ်။အဲ့ဒီခါကျမှမင်းဇီးတိနဲ့ဆန်ပေါက်ပေါက်စုံမလေးလိုက်ရလေချင်းဆိုပြီးနောင်နှမဖြစ်နဲ့လို့ဆိုပြီး သူ့ရဲ့ဇီးဒီနဲ့စံပေါက်ပေါက်စုပ်လဲလဲဖို့ပြောဆိုတိုက်တွန်းနဲ့မြောင်ရဲ့စကားကိုကြတော့ပဇွန်လုံးကခိတခဏများစဉ်းစားပြီးမြောင်ရဲ့စကားကိုယုံကြည်သွားတယ်။အဲဒီနောက်ပဇွန်လုံးကသူ့ရရှိထားတဲ့စံပေါက်ပေါက်စုပ်နဲ့ဇီးဒီကိုလဲလဲဖို့သဘောတူလိုက်တဲ့မြောင်ကသူ့ရဲ့ဇီးဒီကိုနှမျောခြင်းရောင်းဆောင်ကပဇွန်လုံးကိုမပေးခြင်းပေးခြင်းနဲ့ပေးလိုက်တဲ့အဲဒီနောက်မြောင်ဟာစံပေါက်ပေါက်စုပ်ကိုယူပြီးအားရပါးရစားပြလိုက်တော့ပုံ။ ပဇွန်လုံးကအိမ်မြန်ရောက်တဲ့အခါမြောက်ပြောတဲ့အတိုင်းစီးသီးကိုမြေကြီးထဲကိုထည့်ဆိုင်တယ်။နောက်တစ်နေ့နှွေဦးရသည်ရောက်တော့ပဇွန်လုံးဟာ သူ့ဇီးပင်စိုက်ပြူထားရနေရကိုလာရောက်ကြည့်ရှုတယ်။ထိုနေရာမှာဇီးပင်ကြီးတစ်ပင်ပေါက်နေတာကိုတွေ့ရတယ်။ပဇွန်လုံးဟာဇီးပင်ကြီးကိုမြင်တော့အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်။ဇီးပင်ကြီးကတစ်နှစ်တစ်တစ်နှစ်ပုံမကြီးမလာရနောက်ဆုံးနှွေဦးရသည်မှာဇီးပင်ကြီးကဇီးပွင့်တွေဖူးပွင့်လာတယ်။ပဇွန်လုံးလည်းအလွန်ပျော်ရွှင်သွားတယ်။ ။ဆောင်းဦးရာသီမှာဇီးပင်ကြီးတစ်ပင်လုံးဇီးတိတွေပြုတ်ခဲနေတာကိုတွေ့ရတာပေါ့။ဒီဇီးတိတွေကိုသွားစားလိုက်ရရင်ဘလောက်အရသာရှိလိုက်မလဲလို့ပစုံလုံးကတွေးမိရဲ့။နောက်ဆုံးဇီးပင်ကြီးရှိဇီးတိတွေကိုဆွတ်ယူစားသုံးရန်မှဲ့တဲ့အနေထားကိုရောက်ရှိလာတယ်။ပစုံလုံးကဇီးတိတလုံးကိုဆွတ်ယူဖို့ဇီးပင်မော်ကိုတက်တယ်။ဒါပေမဲ့သူ့တက်လို့မရဘူး။ပဇုံလုံးသာဟာဟာတပင်တတဲ့တရောဝမဟုတ်ပဇုံလုံးကတပင်ပေါ်ကိုတက်ဖို့အကြိမ်ကြိမ်ကြိုးစားပေမဲ့တက်မရ အရင်နောက်သူ့ဟာသူ့မိတ်ဆွေဖြစ်သူမြောက်ကိုတရိယာသွားတယ်။မြောက်ဟာတပင်သက်ကောင်းကောင်းကျွမ်းကျင်နေသူ။ဒါကြောင့်ပဇွန်လုံးကတပင်မောကဇီးကြီးကိုစုခုဖို့မြောက်ကိုအကူအညီတောင်းခံမယ်လို့ဆုံးဖြတ်လိုက်တယ်။အရင်နောက်မြောက်စီကိုရောက်လာပြီးသူ့ဆိုင်ပြိုးတဲ့ဇီးစီကအစပင်ပေါက်လာကဇီးပင်ကြီးမှာဇီးကြီးတွေပြုတ်ခဲစွာတည်နေတဲ့အကြောင်းဝမ်းသာအားရပျော်ပြရဲ့။ပဇွန်လုံးရဲ့စကားကိုကြားတော့မြောက်ဟာအလွန်အံ့အားတင်သွားတာပေါ့။စိတ်လည်းလှုပ်ရှားသွားတယ်။ချက်ချင်းပဲသူ့လည်းလိုချင်လောဘတွေဖြစ်လာတယ်။ ဇီဒီတွေအားလုံးကိုသူ့တယောက်တည်းအပိုင်လိုချင်သွားတာပေါ့မကြခင်မြောင်နဲ့ပစုံလုံးတို့ဟာဇီးပင်ကြီးစီကိုရောက်လာတယ်မြောင်ကဇီးပင်ကြီးကိုမြင်တော့ဇီးပင်မောကိုနှင်းမြန်စွာခုန်တက်ခါဇီးပင်မောကဇီးဒီတွေကိုတလုံးမိတလုံးအားရပါးရစားသုံးနေအပင်မောကဇီးဒီတွေကိုစားသုံးရင်နောက်ဆုံးစွခူးဖို့အတွက်ခက်ခဲတဲ့နေရာမှာရှိရဲ့ဇီးဒီတွေသာကျန်တော့တယ်မြောက်ကဇီးဒီကိုစားနေရကနေခက်တရန်နာလိုက်တယ် မြောက်ရဲ့လောက်ရက်ကိုမြင်တွေ့တဲ့အခါပဇွန်လုံးကအလွန်စိတ်မချမ်းမသာဖြစ်သွားတယ်။မြောက်ဟာဇီးဒီတွေကိုဆွယူပေးရမယ့်အစားဇီးဒီတွေကိုအကုန်လုံးနင်းနီစားသုံးပစ်နေတာမဟုတ်လား။ပဇွန်လုံးကမြောက်ကိုတပေမော်ကနဲ့သူ့စီကိုဇီးဒီတွေခုချပေးဖို့အတွက်အတနာခံနေ။နောက်ဆုံးမြောက်ကဇီးပင်မော်ကနဲ့အမာဆုံးအစိမ်းဆုံးဇီးဒီတလုံးကိုစွကူကပဇွန်လုံးထံကိုပြပောက်ပေးတယ်။ဇီးဒီကြီးဟာတိတ်ဆိတ်လုံးလို့ကြောက်ခဲလို့ခံမနေတာပေါ့။ ညောက်တစ်ချပေးလိုက်တဲ့ဇီးဒီကပဇွန်လုံးကိုထိမှန်သွားပြီးပဇွန်လုံးဟာနေရာမှာပဲလဲချသိဆုံးသွားတယ်။မြောက်ကလည်းပဇွန်လုံးတည်သွားတာကိုမြင်တာနဲ့တစ်ပင်မော်ကနေဆင်းပြီးလျှင်မြန်စွာထွက်ပြေးသွားတယ်။ထို့အချိန်မှာပဇွန်လုံးရဲ့သားလေးတစ်ကောင်ကတငယ်ချင်းတစ်ကောင်နဲ့အတူဇီးမင်ကြီးရဲ့အနီးမှာဆော့ကစားနေတာပေါ့။သူကတပင်ကြီးအောင်မှာကြောကုန်နေတစစီခွဲပြီးတော့တိတ်ဆုံးနေတဲ့သူ့ရဲ့ဖခင်ကြီးကိုတွေ့မြင်သွားတယ်။သူ့ဖခင်ရဲ့ဘေးနားမှာဇီးဒီစိန်ကြီးတလုံးကိုလည်းတွေ့ရတယ်။ သူကသူ့ဖခင်အလောင်းရဲ့ဘေးနားမှာထိုင်ပြီးပြင်းစွာငိုကြွေးရိတ်အဲဒီနောက်သူ့ဖခင်ကိုတတ်သွားတဲ့သူကိုဂလတ်စားချေလက်ပြန်လက်တော့ပြန်မိုးဆုံဖြတ်လိုက်တယ်။မြောက်ကသူ့ဖခင်နဲ့အတူဇီးပင်ကြီးစီကိုထွက်သွားတာကိုထောက်ရှုပြီးမြောက်ဟာ သူ့ဖခင်ကိုတတ်သူအေကန်ဖြစ်ရမယ်လို့ပဇွန်လုံးလေးကတွက်စားထားတာပုံ။ပဇွန်လုံးလေးကမြောက်ဟာအလွန်လိမ္မာပါနဲ့၍သူ့ထက်ခွန်အားဗလာကြီးမားတဲ့သူဖြစ်ကြောင်းကိုသိတဲ့မြောက်နဲ့ဖက်ပြန်တိုက်ခိုက်ဖို့လုံးဝမဖြစ်ပေ။ ါကြောင့်သူ့ဖခင်ရဲ့မိတ်ဆွေအရင်းချဖြစ်တဲ့ကြောက်ကျိတ်စုံကြီးစီကိုလာကအကူအညီတောင်းခံတယ်။ကြောက်ကျိတ်စုံကြီးကလည်းပဇွန်လုံးလေးကိုကူညီပေးပါမယ်လို့ပြန်လည်ပြောကြတယ်။ကြောက်ကျိတ်စုံကြီးကတဖန်ပြားနဲ့တည့်အဲဒီကြီးစီကိုသွားရောက်ကပဇွန်လုံးကိုအကူအညီပေးဖို့ပြောကြတယ်။ပြားနဲ့တည့်အဲဒီတို့ကလည်းကြောက်ကျိတ်စုံကြီးထံကပဇွန်လုံးလေးဖခင်တည်ဆုံတဲ့အကြောင်းနဲ့လောဘကြီးတဲ့မြောက်အကြောင်းကိုကြားတော့ပဇွန်လုံးလေးရဲ့ဖခင်တည်ဆုံမှုအတွက်လက်စားချေရင်းမှကူညီပေးမယ်လို့ကတိပေးကြတာပေါ့။ သူတို့ဟာမြောက်ကိုဘယ်လိုကလဆားချေရမလဲဆိုတာကိုဆွေးနွေးကြတယ်။အစီအစဉ်တွေချမှတ်ကြတယ်။အဒီနောက်ပြားကတန်တော်ချင်းဖြင့်မြောက်ကိုဆေးလွှတ်လိုက်တယ်။ပြားကမြောက်ထံကိုရောက်တော့မိတ်ဆွေပဇွန်လုံးလေးကသူ့ဖေဆုံးပါသွားတဲ့အကြောင်းဝန်ထဲစကားကိုမိတ်ဆွေထံပြောကြဆေးလွှတ်လိုက်ပါတယ်။သူ့ဖခင်ဟာလွန်ခဲ့တဲ့အပတ်ကဇီးဝီမော်ကပြုတ်ကြပြီးတိတ်ဆုံးခဲ့ပါတယ်။ဒီနေ့ခုနှစ်ရက်မြောက်တဲ့ရက်လည်နေပဲ။ မိတ်ဆွေကိုတေဆုံသားပြီဖြစ်တဲ့သူ့အဖေရဲ့ဂုံပြုပွဲကိုကြွားရောက်ဖို့ဖိတ်ကြားခိုင်းလို့ရောက်ရှိလာခြင်းဖြစ်ပါတယ်။မိတ်ဆွေဟာသူ့အဖေရဲ့အရင်းအနှီးဆုံးမိတ်ဆွေဖြစ်လို့သူ့အိမ်မှာလာမဲ့ပြုတ်လုံမဲ့ဂုံပြုကျွေးမွေးပွဲကိုအထူးဧည့်သည်တော်အဖြစ်လာရောက်ချီးမြှင့်ပါလို့မှာကြားလိုက်ပါတယ်လို့ချိုသားစွာပြောဆိုဖိတ်ကြားလိုက်တာပေါ့။မြောက်ကပြားရဲ့စကားကိုကြားတော့အလွန်ဝမ်းသာသွားတယ်။သူဟာပဇွန်လုံးကိုတတ်ခဲ့တဲ့ပြစ်မှုအတွက်အလွန်ဆိုးရင်ပူပန်နေရ။အခုပြားရဲ့ပြောဆိုစကားတွေဟာ ပဇွန်လုံးတရတာကဇီးပင်မောကကြလို့တရခြင်းဖြစ်တယ်လို့ဆိုထားတာကြောင့်သူတက်တာကိုဘသူမှမသိဘူးလို့ယုံကြည်ကသူ့ကိုသူစိတ်ချတော်တာပုံမြောက်ကပဇွန်လုံးတေဆုံးသွားတဲ့တရင်အတော်အလွန်အံ့ဩသောအမှုအရာပြကဂုံပြူကျူးမွေးပွဲဖိတ်ကြားမှုကိုလက်ခံလိုက်တဲ့ပြကမြောက်ကိုဖိတ်ကြားမှုလက်ခံတဲ့အတွက်အလွန်ကျေးဇူးတင်ကြောင်းပြောကြားပြီးပဇွန်လုံးစီကိုပြန်လာခဲ့တယ်ပဇွန်လုံးလေးစီကိုရောက်တော့ဂုံပြူပွဲကိုမြောက်လာရောက်မယ်အကြောင်းပြန်လဲပြောကြားတယ် မကြခင်ပဲမြောက်ဟာပဇွန်လုံးလေးရဲ့အိမ်ကိုရောက်ရှိလာတယ်။ဝက်ကောင်းစားလာတွေကိုဝက်စားလာတယ်။ပဇွန်လုံးလေးမိသားစုတွေကမြောက်ကိုကောင်းမွန်စွာကြိုဆိုကြတယ်။အရီနာအားလုံးကစားကောင်းတောက်ပွဲတွေကိုစားသုံးရန်စားပွဲအသီးသီးမှထိုင်ပြီးနေရယူလိုက်ကြတယ်။မြောက်ကဒီပွဲကိုခုံနူးဆောင်အထူးဧည့်သည်အဖြစ်ဖိတ်ကြားခြင်းခံရတဲ့အတွက်အလွန်ဝမ်းမြောက်ပျော်ရွှင်စွာနဲ့သူ့ကိုယ်သူအလွန်ကျဉ်တဲ့ဂုဏ်ယူနေတာပေါ့။စားတော့ပဲပြီးစီးသွားတဲ့အခါပဇွန်လုံးလေးကမြောက်ကိုတဖိတ်ရင်နဲ့တဲ့ခင်းအခန်းရံ လက်ဖက်ရည်ဆောင်ခန်းထဲကိုခေါ်လာတယ်။အဲဒီနောက်မြောက်ကိုအခန်းထဲမှာခနာဆောင်နေဖို့ပြောပြီးတော့ထားခဲ့ပြီးတော့ထွက်လာခဲ့တယ်။ထို့သောအချိန်ကြာသွားတော့လဲပစုံလုံးလေးကအခန်းထဲကို ပြန်လည်ရောက်မလာခဲ့ပါဘူး။ထို့အခါမြောက်ကပစုံလုံးလေးကိုစောင့်ရတာစိတ်မရှိလာဘူး။ဒါအပြင်သူက ရေစာလောင်မသိလာတဲ့ဒါကြောင့်မီးမိုစီကိုတွားပြီးရင်နှင်းကြရတွေကစူပွက်နေတဲ့ရေနှင်းခွက်တဲကိုဟို လောင်းထည့်လိုက်တဲ့ ထိုအချိန်မှာပဲပြရဲကလည်းပောက်ကွဲတန်ကိုကြာရပြီးအလွန်ပူတဲ့အရာဝတ္ထုတစ်ခုကမြောင်းရဲ့လေပင်ကိုထိမှန်သွားတယ်။ထိုအရာဟာတခြားမဟုတ်ပဇွန်လုံးလေးရဲ့မိတ်ဆွေတဦးဖြစ်တဲ့တစ်အဲဒီကြီးပဲဖြစ်ပါတယ်။တစ်အဲဒီကြီးကမိခဲ့ပြရဲမှာပုံအောင်နေရကမြောင်းရောက်လာတဲ့တပြိုင်နက်မိခဲ့ပြဖုံတွေကခုန်ထွက်ကမြောက်ကိုတိုက်ခိုက်လိုက်ခြင်းဖြစ်ပါတယ်။မြောက်လည်းအလွန်နာကျင်စွာနဲ့အခန်းထဲကနေထွက်ပြေးလာတယ်။ အဲ့ဒီအချိန်မှာပဲတနင်္လာမှာပေါောက်နေတဲ့ပြားကအခန်းထဲကပြေးထွက်လာတဲ့မြောက်ရဲ့မျက်နှာကိုနေရမလက်လိုက်လံထိုးတုတ်တယ်။မြောက်လည်းသူ့ရဲ့မျက်နှာကိုပြားတုတ်ခံရတဲ့ဒဏ်အလွန်ပူပြင်းလာတဲ့တဲ့အေဒီကြီးထိမှန်၍လယ်ဘင်းတွင်မီးလောင်ခံရတဲ့ဒဏ်တို့ကြောင့်အလွန်နာကျင်ကတကားပေါက်စီကိုဆွတ်ပြေးပါတော့တယ်။ထိုအခါအခန်းပေါက်ကတကားပေါက်ပေါ်မှာမြောက်အလားကိုစောင့်ကြည့်နေတဲ့ကြောက်ကြိတ်စုံကြီးကမြောက်ရဲ့ခေါင်းပေါ်ကိုသူ့ရဲ့ကိုယ်လုံးကြီးကိုလှိမ်ချလိုက်တဲ့ မြောက်လည်းသူ့ရဲ့ခေါင်းကိုကြောက်ကြိတ်စုံကြီးထိမှန်သွားတာကြောင့်နာကျင်လွန်းလာပြီးတအားအော်ရင်းနဲ့ကြမ်းမော်ကိုနောက်ပြန်လဲကျသွားတာပေါ့ပြန်မထနိုင်တော့ပါဘူးသူ့ကိုဆွဲထုတ်ပေးမဲ့သူဘယ်သူမှလည်းမရှိဘူးတူအချိန်မှာကြောက်ပစုံလုံးလေးကသူ့စီကိုရောက်လာတဲ့ကြောက်ပစုံလုံးလေးကမြောက်ကိုတင်ဟာအမှန်အစင်စစ်ကျွန်ုပ်ဖေကိုတတဲသူပဲတင်ပြမှုအတွက်တင်ဝမ်းမနေဘူးလားလို့ပြောဆိုလိုက်တယ်ထိုအခါမြောက်ကကြောက်လန့်တကြားနေမဟုတ်ဘူးမဟုတ်ဘူး တင့်ဖေကိုကျွန်ုပ်တတ်တာမဟုတ်ဘူး။ဒါတင့်ဖေရဲ့မှားယွင်းမှုပဲ။သူဟာတစ်ပင်မောကကြပြီးတေးရတာပါ။ကျွန်ုပ်တတ်တာမဟုတ်ပါဘူးလို့ထက်ခါထက်ခါညင်ဆိုရယ်။နောက်ဆုံးပဇွန်လုံးလေးလေ။ကဲအခုတော့တင်ပြန်ခံရမှာကိုကြောက်နေပြီမဟုတ်လား။အခုတင်ပါတတ်နိုင်သေးလေ။ကျွန်ုပ်တင့်ရဲ့မကောင်းတဲ့အကျင့်အကြံတွေကိုအဆုံးသတ်ပြီးကျွန်ုပ်ရဲ့ဖခင်တို့တင့်ကိုဂလစားပြင်ချေရမယ်လို့ပြောပြီးသူရဲ့ကြီးမားချွန်ထက်တဲ့လက်မကြီးနှစ်ခုနဲ့မြောက်ရဲ့ဦးခေါင်ကိုဖျက်ချလိုက်ပါတော့တယ်ကွယ်။ အခုတင်ဆက်ပေးမှာကတော့ကြက်တော်ရဲ့တက်တွန်သန်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ဟိုးရှိရှိတုန်းကရွာတရွာမှာ ကိုကြက်တော်နဲ့ဇနီးမအေးဆိုတဲ့လေမယားနှစ်ယောက်ရှိရဲ့။သူတို့လေမယားဟာတယောက်နဲ့တယောက်ချစ်ချင်းခင်ခင်နေကြပြီးဘယ်တော့မှရမ်းမဖြစ်ကြဘူးကွယ်။ရက်သေးရွာတွေကအခြားလေမယားတွေရမ်းဖြစ်ကြတဲ့အခါကိုကြက်တော်တို့လေမယားအကြောင်းကိုတည်တဲ့လူကြီးတွေကမင်းတို့ကရမ်းမဖြစ်ကြပါနဲ့ရမ်းဖြစ်တာမကောင်းပါဘူး။မင်းတို့ငါတို့ရွာက ချက်တော်တို့လင်မယားကိုအတူယူကြစမ်းသူတို့နှစ်ယောက်ဘယ်တော့မှရံမဖြစ်ကြဘူးဘလောက်ချစ်ကြသလဲဆိုပြီးပြောဆိုဆုံးမလေးရှိတယ်ဒီလိုနဲ့တနေ့မှာတော့ကိုချက်တော်တို့လင်မယားဟာအင်းရှိကုတ်ပြလေးမှာရင်းနှီးချမ်းတောင်းရင်စကားတွေပြောနေကြတယ်ဒီလိုပြောရင်ကိုချက်တော်ကမိန်းမဖြစ်သူကိုဟဲ့မိန်းမရှေးကလူကြီးသူမတွေပြောပြောနေတဲ့စကားပုံရှိရဲ့ဘာရဲ့ကျမတုံလို့မုံမလင်ဘူးကျမတုံမသာမိုးလင်းနေဆိုတာငါသိနားမလဲဘူးကွာလေ ဒီအခါမအေးကလည်းမဟုတ်တာရှင်ကျမတုံလို့မွန်လင်းတာရှင်ဘယ်နှခါကြားဘူးလို့လဲကျမတုံမတာမွန်လင်းတာကျမပြောတာမဟုတ်ဘူးလားလို့ပြောပြန်တယ်ဒီမှာကိုကျက်တော်ကလည်းသူ့မိန်းမကိုအလျှော်မပေးပဲမင်းပြောတာမဖြစ်နိုင်ဘူးကွာကျမတုံလို့မွန်လင်းတာပဲဖြစ်ရမယ်လို့အတင်းညင်တာပေါ့မအေးကလည်းအားကြမခံပဲဒီတစ်ခါမှတော့သောတာတန်လေးအနေငယ်ထွက်လာပြီးဒီမှာကိုကျက်တော်ကျမတို့ပေါင်းလာခဲ့ရကြပြီ ရှင့်ပေါ်ကျမဘယ်တော့မှသဘောထားတွေမကွဲလဲခဲ့ဘူးအခုဒီပြဿနာမှာတော့ရှင့်နဲ့သဘောကွဲလွဲတယ်ဒါပေမဲ့ကျမပြောတာအမှန်ပဲရှင့်နေကိုကြက်တော်ကလည်းအားချမခံမဲ့အတင်းချင်းပြန်ရမဟုတ်ဘူးကွာကျမတုံလို့သားမောလင်းနာကွာဆိုပြီးတို့လိမယာနဲ့ရဟာတယောက်တကွညင်းရင်နဲ့စကားတွေအကြီးကျယ်များတဲ့အခါတရက်ကလုံးအံ့အားတင်ကုန်ကြတယ်အတော်ကြာအောင်ခွန်ကြီးခွန်ငယ်နဲ့စကားတွေများနေပြီးမှကိုကြက်တော်ကကဲမိမရဲ့ မင်းနဲ့ငါဒီလိုကြီးညင်းနေလို့တော့မဖြစ်ဘူးဒီတော့ဒီလိုလုံးကြဆိုရွာဦးเจ้าမှာဆရာတော်ကြီးစီသွားပြီးအဆုံးဖြတ်ခံယူကြဆိုဒီလိုနဲ့တတော်လင်မယားနှစ်ယောက်ဟာရွာဦးเจ้าဆရာတော်စီထွက်လာခဲ့ကြတယ်ဟိုရောက်တော့ဆရာတော်ကကိုချက်တော်တို့လင်မယားကိုအံ့ဩပြီးမင်းတို့ဘာဖြစ်လာကြတာလဲပြောကြစမ်းလို့မိန်တာပေါ့ဒီအခါကိုချက်တော်ကဒီလိုပါဆရာတော်ဖေဟာတပည့်တော်ကစက်ဖတုံလို့သာမုံလင်းတာစက်ဖတုံလို့မုံမလင်းဘူးလို့သူ့ကိုပြောတာ ူကလက်မခံပဲကျမတော်မသားမိုးလင်းမဲလို့ကြီးတပည့်တော်ကိုညင်းနေတယ်ဖေဟာဒါကြောင့်တပည့်တော်လည်းဘယ်ဟာအမှန်လဲဆိုတာသိချင်းလို့အရှင်ဖေဟာစီရောက်လာတာပါဖေဟာလို့ပြောတင်းနေဒီအခါကျတော့ရွာဦးချောင်းစီရတော့လေခဏတော့စဉ်းစားပြီးမှတကာတော့လင်မယားနှစ်ယောက်စလုံးပြောတာတရားမှမမှန်ဘူးကြက်ဖပဲတွန်းတွန်းကြက်မှပဲတွန်းတွန်းကြက်တွန်းလို့မိုးလင်းတာမဟုတ်ဘူးကွယ်မိုးလင်းတို့သာကြက်တော်နာဒါအမှန်ပဲလို့အမိန်ရှိလိုက်တယ် ဒီတော့မှကိုကြက်တော်လိုလင်မရလဲနောက်ထပ်ဘာမှပြင်မလျှောက်တင်နိုင်တော့ပဲမစက်ပေပြီးအိမ်ကိုပြန်ခဲ့ကြတယ်။ဒါကြောင့်မလို့မိုးလင်းလို့ကြက်တော်နာလားကြက်တွန်လို့မိုးလင်းနာလားဆိုတာကိုစဉ်းစားကြည့်ကြပါဦးကွယ်။ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။